ရုပ်ရှင်ကောင်းကောင်းရိုက်ဖို့မှန်ဘလူးနဲ့ရှာယူရမယ်အဆင်ဖြစ်နေအဲကြောင့်ဆက်ပြပဲရောင်းစားတော့တယ်ကဲရုပ်ရှင်ဒါရိုက်တာကနေတဆင့်ကျိုးဆက်ပြပြန်ရောင်းရမယ်လို့မထင်တာခဲ့ဘူးပေါ့ဒါမှကျင်းနေပါတယ်တန်ရှင်းအောင်လိုက်လံပို့ဆောင်ပေးနေတဲ့စတီးဆိုကောင်းပါတော့နှစ်လောက်ကြာပြီးတော့မှရိုက်ချင်တဲ့စိတ်ဆန္ဒတအားပြည့်လို့နောက်ဇက်ကလေးကိုလည်းအရန်ကြိုက်လို့ ဟိုကြည့်တဲ့ပရိသတ်တွေအတွက်အထောက်အကူတစ်ခုဖြစ်မယ်ထင်လို့တာဒီကြီးခင်ရဲ့နှဒောင်းကိုရိုက်ဖို့ဆိုပြီးတော့ဈေးကူးလိုက်တာဟာကိုတမဆွေဖေရိုမလေးဆက်ပြရောင်းနေလို့ဆက်ပြလာပို့တာဟာကိုတကြီးရုပ်ရှင်ဓာတ်ရိုက်တာလေဆက်ပြရောင်းနေမှာမဟုတ်ဘူးအော်ရုပ်ရှင်ကရုပ်ရှင်ကောင်းကောင်းရိုက်ဖို့မှန်ဘလူးနဲ့ရှာယူရမယ်အဆင်ဖြစ်နေအဲကြောင့်ဆက်ပြပဲရောင်းစားတော့တယ် ကဲအဲ့ဒါဆိုရင်ကျွန်တော်တရင်လေးမေးဖို့တော့ရှိတယ်ကျွန်တော်အင်တာဗျူးလေးစုံလုံးလေးဖြည့်ပေးပါလားအဲခဏလေးကျွန်တော်ဒါလေးပို့လိုက်မယ်နော်အခုခဏလေးဆော့ကာကုမ္ပဏီကကောင်းမနေ့ဖက်ဆိုရင်ကျွန်တော်ကပစ္စည်းတွေတော့တဲ့တယ်ယူပြီးပို့တယ်ပေါ့အဲ့တော့ရုံးကဘယ်မှာလဲဆိုတော့တောင်းကလာရတနာလမ်းမှာရတနာလမ်းထိပ်မှာအဲ့တော့ကျွန်တော်ကဟိုကားကကျတော့ညနေဆိုရုံးပြန်ထားရတာရုံးပြန်ထားရတဲ့ခါကျတော့ကားကိုရုံးပြန်ထားပြီးဝင်အဲ့ရန်နေ63စီးတယ်ကြောက်တိုင်ကိုသွားတယ်ကြောက်တိုင်ရန်နေတန်လင်ကားပြန်စီးတယ်စီးပြီးတော့အိမ်ပြန်တယ်ပေါ့ ဒါဘတ်စကားစီးတယ်ဘတ်စကားစီးတဲ့အတွက်တော့ကြိုက်နေတာကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုအဲ့ဘတ်စကားပေါ်မှာအခြေခံလူတန်းစားတွေရဲ့ဘဝဆက်ကြောင်းတွေသူတို့ပြောနေတာဟာလေးတွေကျွန်တော်နည်းနည်းကြားရတာပေါ့ကွာကြားတဲ့ခါကျတော့တချို့ဟာတွေကြားတော့လဲကျွန်တော်ကသူတို့ပြောနေတဲ့ဟာလေးတွေကိုနားထောင်လိုက်တဲ့အတွက်ကြောင့်ကိုယ့်အတွက်အထောက်ကူအများကြီးရတယ်လို့ကျွန်တော်ထင်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တချို့ကကျတော့လည်းအဲ့လိုကိုယ်ဓာတ်ရိုက်တွေ့ပြီးပြောတဲ့လူတွေလည်းရှိတယ်နှုတ်ဆက်တဲ့လူရှိတယ်အเจ้าရတွေပြောတာပေါ့နော်သူကအဲ့လိုမျိုးလေးမဟုတ်အဲ့ဒီတော့ကဒီလိုဟို ထောင်ထဲမှာနေတော့ဒီဇလန်းလေးရတာကထောင်ထဲမှာနေတော့ကျွန်တော်ရဲ့မိတ်ဆွေပေါ့မိတ်ဆွေဆိုတော့ तू လည်းဟိုအချင်းကြားနေတဲ့လူနဲ့အချင်းချင်းဒီလိုပဲကျွန်တော်တို့ကအားလို့ရှိရင်ရွှေရှင်ကျောင်းလေးတွေပြောတယ် तू ကလည်း तू ရွာအကျောင်းလေးတွေပြောရင်းနဲ့ရွာအကျောင်းလေးတကူပေါ့အဲ့လိုပြောရင်းနဲ့ဒီဇလန်းလေးကိုကျွန်တော်စိတ်ကူးရင်မိတာပေါ့နော်အပြစ်မှသာဆိုရင်ဒီဟာကအာသိုးမြတ်သူစာကြီးကိုအမေနေရာထားကျန်တဲ့ညီမတွေအကုန်လုံးထားပြီးဒီလိုလေးဆင်တော့ကောင်းမယ်လေလို့ဆိုပြီးတော့စိတ်ကူးရင်မိခဲ့မိတာ တော့အပြင်ရောက်တဲ့အချိန်မှာလည်းအဲ့လိုပေါ့ဟိုရိုက်ဖို့စိတ်ကူးရင်တဲ့အချိန်မှာအဆင်မပြေခဲ့ဘူးပေါ့ကွာအဆင်မပြေဘူးဆိုတာမရိုက်ဖြစ်ဘူးပေါ့နော်မရိုက်ဖြစ်တဲ့အတွက်ကြောင့်အခုအဲ့ဇလန်းလေးကိုကျွန်တော်နှမျောတဲ့အတွက်ကြောင့်အဲအရင်တော့လည်းလုံးဝတထစ်ချသူတို့နဲ့ပဲရိုက်မယ်ဆိုပြီးတော့မဟုတ်ဘူးလေ။ဘာလို့လဲဆိုရုပ်ရှင်ရဲ့လောကအခြေအနေကကိုမမသိရတာ။အဲအခုကျတော့ကျွန်တော်အဲ့ဒါလေးကိုအရန်ကြိုက်နေတော့ရိုက်လဲရိုက်ချင်တယ်လို့ပြောတဲ့အခါကျတော့ producer တယောက်ကနေပြီးတော့ကျွန်တော်ကို Riot Game Company ပေါ့။သူကနေပြီးတော့ mini series လေးရိုက်ပါလားလို့ပြောလိုက်တော့ အဲ့ဒါလေးကိုခု mini series ရိုက်မှာပေါ့ကြီးခင်ရဲ့နှဒောင်းပေါ့ပေါ့တရုတ်ဆောင်နေရတာဒီရွေးချက်အဲအခုလောလောဆယ်ဆိုဒီဇလန် mini ဇလန်တွဲရဲ့ခေါင်းဆောင်နေရာမှာဆိုရင်ကြော်ထက်အောင်ပါမယ်သူတအောင်ပါမယ်အောက်ကကြော်ပါမယ်အဲလူဟောင်းတရဆိုဇွဲနိုင်ဝင်ပေါ့ကျန်တာမင်းသမီးတရဆိုရင်ခုနဟိုနန်းခင်စရာ ဝင်ပြီးအားဖြည့်ထားတယ်ကောင်းဆုံးလို့ပြောလို့ရတယ်ဇက်ကောင်လို့ပြောရမှာပေါ့ဇက်ကောင်ဆိုဆုထက်လိုက်ဒီအဲ့ မင်းကလေးကိုတော့ကျွန်တော်ဆုထက်လာဆုထက်လာဟုတ်တယ်အကျွအဖိုင်းလောက်အောင်အဲဇက်ကိုတော့ကျွန်တော်ဟိုမပြောသေးဘူးပေါ့နော်အဲ तू ကအဲ့ထက်မှ character တစ်ခုအနေနဲ့ तू ကပါဝင်မှာပေါ့ဥပညာ character ဥပညာတွေတော့ကြာမှာမရှိဘူးမရှိဘူးအဲ့ဒါတော့အစိုးရကြီးကမတွက်ထားဘူးမယူမယူမတွက်ထားဘူးဆိုတော့ကိုယ်ရတင်းနဲ့ရထိုက်တာလည်းမရှိဘူးလေဘာလို့ तू ပေးထားတဲ့ပတ်စံတက်မှကိုပြီးအောင်ရရမှာပေါ့အဲအဲ့တော့ကုညီတဲ့လူတွေများတယ်ဟာကုညီတာလဲဆိုတော့ခုနလိုမျိုးပေါ့နော်ခုနဒီဈက်မှာပါတဲ့တရုပ်ဆောင်တွေပေါ့ သူတို့အမှုပညာကြီးစားတဲ့ဖြစ်ပေါ်တကြက်ယူလို့ရှိရင်သူတို့ကျွန်တော်ကိုငါးမှုလောက်နဲ့လုတ်ပေးတယ်ပေါ့အဲမန်နေဂျာတော့ပြောလိုက်တယ်ငါးမှုတော့လုတ်ပေးထားတယ်စင်ပီအောင်တော့လုတ်လိုက်ရောငါလည်းစိုက်เสียမှာရှိဘူးအရင်တစ်ခေါက်စိုက်ထားလို့လဲကုတတိအိုက်ကမပြရသေးဘူးပေါ့နော်အဲအဲ့လိုတော့ရှိတယ်ပေါ့ဟုတ်ဒီကြီးခင်ရဲ့တောင်းနဲ့ဆရာပေးတဲ့ character ကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့အတွက်အခွင့်အရေးရလာပြီအဲ့အတွက်လည်းဒီခွင့်အရေးကိုပေးတဲ့ဆရာကိုကျေးဇူးတင်ပါတယ်အဓိက main ကတော့ဆက်ပြ ီကမေးရဒါအတမွေးဝမ်းကြောင်းဖြစ်သွားပြီဒါဘဝမှာဒါတကယ်မမရဲ့ကိုလည်းမထင်တတ်ခဲ့ဘူးမထင်တတ်ခဲ့ဘူးဆိုတာဟုတ်လို့လေရုပ်ရှင်ဒါရိုက်တာကနေတဆင့်ကျိုးစက်ပြပြန်ရောင်းရမယ်လို့မထင်တတ်ခဲ့ဘူးပေါ့ဒါမဲ့ဂျင်းနဲ့ပါတယ်ဒီလုတ်ကလေးလောက်ရတာဂျင်းနဲ့တယ်ဂျင်းနဲ့တယ်ဆိုတာကအခုနောက်လိုမျိုးပေါ့ဟိုမိတ်ဆွေပေါင်းတင်းတွေတိုးလာတယ်အဲကို့ကိုချစ်လို့ခင်လို့ဖုံးဆက်တဲ့လူတွေလည်းရှိတယ်ကျွန်တော်ကဟိုမှာတသိန်းဘိုးလောက်မှားရင်လည်းကျွန်တော်ကရွှေပြည်သားတိသွားဖို့တယ် မြောက်တကုံလည်းသွားဖို့တယ်ကျွန်တော်ကဘဲနေရတယ်သူတို့ဖုံးဆက်ပြီးကျွန်တော်ပို့ထားလို့ရှိရင်ကျွန်တော်ကလမ်းကြောင်းဆွဲပြီးတော့ရောက်အောင်တော့သွားဖို့တယ်အဲ့တော့အဲဒီဒီအခြေအနေမှာဟိုဆက်ပြရောင်းစားတာကောင်းနေတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အမှုပညာကိုအရန်ဟိုဘလို့ခေါမလဲအခု၃နှစ်လောက်ကြာပြီးတော့မှရိုက်ချင်တဲ့စိတ်ဆန္ဒတအားပြည့်လို့တော့ဇက်ကလေးကိုလည်းအရန်ကြိုက်လို့ဟိုကြည့်တဲ့ပရိသတ်တွေအတွက်အထောက်အကူတစ်ခုဖြစ်မယ်ထင်လို့တာဒီကြီးခင်ရတဲ့တောင်းကိုရိုက်ဖို့ဆိုပြီးတော့စိတ်ကူးလိုက်တာတန်ရှင်းအောင် လိုက်လံပို့ဆောင်ပေးနေတဲ့စတီးဆိုကောင်းတယ်ကျွန်တော်တန်ရှင်းလုပ်ပေးနေတာလူတွေတန်ရှင်းအောင်လူတွေတန်ရှင်းအောင်မအိမ်တွေတန်ရှင်းအောင်လူတွေတန်ရှင်းအောင်လမ်းတွေတန်ရှင်းအောင်ကိုယ့်စီမှာအကုန်ရှိတယ်လေကျွေးပြားစေးတဲ့ဥစ္စာလည်းရှိတယ်ဒါလမ်းတန်ရှင်းရေးအတွက်ဟုတ်မလားအိမ်တန်ရှင်းအောင်မှန်ကြီးစေးရှိတယ်လူတန်ရှင်းအောင်ဆက်ပြရေကျိုးဆက်ပြခေါင်းရွှေဆက်ပြအကုန်ရှိတယ်ဒါပဲကျေးဇူးများတင်ပါတယ်ကိုတူမောင်ဆွေမတွေ့တာတော့ကြာပြီနော်အဲ့တော့ကိုတူမောင်ဆွေကိုကျွန်တော်ခေါင်းရွှေတဲ့ဟာလက်ဆောင်ပေးလိုက်ပါ 个孔同学。